အမေရိကန်နိုင်ငံသားနဲ့လူဝမှုကြီးကြပ်ရေးဌာန USCIS ကလူဝမှုကြီးကြပ်ရေးလျှောက်လွှာတွေမှာလိမ်လည်လျှောက်ထားတယ်လို့တန်တရားရှိတဲ့အမှုတစ်ထောင်ကိုမင်းနီဆိုတာပြည်နယ်မင်းနီယားပိုလစ်မြို့မှာစစ်ဆေးမှုတွေစတင်လှုပ်ဆောင်နေကြောင်းသမ္မတထရမ့်အစိုးရကမနေ့စက်တင်ဘာလ30ရက်အင်ကာနေ့မှာပြောပါတယ် USCIS အနေနဲ့ဒီလိုလှုပ်ဆောင်တာဒါဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်စစ်စင်ရေးတစ်ခုတပွဲပြုလုပ်တဲ့ဒီစုံစမ်းစစ်ဆေးမှုကိုတော့မင်းနီယားပိုလစ်နဲ့စိန်ပေါ်မြို့နှစ်ခုကို တွဲခေါ်လေးရှိတဲ့ Twin City ဆိုတာကိုအစွဲပြုပြီး Operation Twin Shield လို့အမည်ပေးထားပါတယ်။သူတို့စစ်ဆေးပြီးသမျှတွေကလွေမှုကြီးကြပ်ရေးလျှောက်လွှာတွေမှာလိန်လယ်တင်ပြထားတဲ့လျှောက်လွှာ295ခုကိုတွေ့ရှိခဲ့ရကြောင်း USCIS ကပြောပါတယ်။တခါအဲ့ဒီ295ခုတဲကလွေမှုကြီးကြပ်ရေးနဲ့အောက်ခွန်ဦးစီးဌာန ICE ဒါမှမဟုတ်လွေမှုကြီးကြပ်ရေးတရားသူကြီးဌာန်ကို လွှဲပြောင်းထားတဲ့အမှုပေါင်း52ခုကိုတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ အခုချိန်ထိတော့လူ၄ယောက်ကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။မင်းနီယာပိုလစ်စိန်ပေါ်မြို့မှာရှိတဲ့ရွှေပြောင်းအခြေချနေတိုင်သူ ထက်ဝက်လောက်ဟာလူမှုကြီးကြပ်ရေးဌာနမှာတနည်းနည်းနဲ့လိန်လဲလျှောက်လွာတင်ထားကြသူတွေဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရကြောင်းဒါကြောင့်အခုလိုဝင်ရောက်စစ်ဆေးမှုတွေတခြားမြို့တွေမှာလည်းလှုပ်ဆောင်သွားမှာဖြစ်တဲ့အကြောင်း USCIS In one case, officers identified an alien who had overstayed his visa waiver, who was the son of a known or suspected terrorist on the no fly list. He had previously been found to have engaged in marriage fraud, which resulted in the denial of several immigration benefit requests. He was arrested and is now presently being returned to his country of origin. American Green Card လက်ထစာချုပ်အတူနဲ့နေထိုင်ခွင့်ရအောင်လှုပ်ဆောင်တာဗီဇာတက်တန်းကျော်ပြီးတော့နေထိုင်တာတကယ်မရှိတဲ့ကုမ္ပဏီတွေမှာအလုပ်လုပ်တယ်လို့လိမ်လည်ပြောဆိုတာအထောက်ထားတွေကိုလိမ်လည်တင်ပြတာစတဲ့လိမ်လည်မှုပေါင်းများစွာကိုကျူးလွန်ထားတာတွေ့ရှိရကြောင်းဂျိုးဆက်အက်ဒလိုကပြောပါတယ်။ဒါ့အပြင်ပရိုးအစီအစဉ်နဲ့လာကြတဲ့သူတွေကြားထဲမှာလည်းအရင်အစိုးရလက်ထက်မှာရှောက်လွာကို လိမ်တင်ခဲ့သူတွေရှိတယ်ဆိုတာကိုသူတို့တွေ့ရှိထားကြောင်း Joseph Edloga ပြောပါတယ် The parole programs that the previous administration was involved in bringing people in people here were allowed to sponsor individuals to come in from certain countries uh, as I said we can, we found organizations here that were involved in sponsoring many many individuals they did not know necessarily the individuals they were sponsoring they were doing almost a blanket sponsorship that is fraud သမ္မတဒေါ်နယ်ထရမ့်အစိုးရဟာအမေရိကန်နိုင်ငံထဲကိုတရားမဝင်ဝင်ရောက်လာသူတွေကိုဖမ်းဆီးအရေးယူပြန်ပို့တာတွေလှုပ်ဆောင်နေတဲ့တချိန်ထဲမှာပဲအမေရိကန်ကိုတရားဝင်နီလန်းနဲ့ဝင်လာပြီးဒီမှာဆက်နေလို့ရအောင်နီလန်းပေါင်းစုံနဲ့အထောက်ထားအတုတွေတင်ပြီးတော့နေထိုင်ခွင့်လျှောက်ထားကြသူတွေကိုပါအခုနောက်ပိုင်းလိုက်လံရှာဖွေအရေးယူလာနေတာပါဒီလိုလင်းလဲလျှောက်ထားတဲ့အမှုတွေကိုသူတို့အနေနဲ့ဆက်လက်ဖော်ထုတ်သွားမှာဖြစ်တဲ့အကြောင်း USCIS ဝန်ကြီးမှ Joseph Adlo ကပြောပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ